ဘယ်ချိန်မှလဲဆိုတော့တတိယတဘိုးမှုတ်တဲ့ခါကြဲကျွေးလာတယ်အဲ့ကြဲနေမယ်ကဒေါ်နဲ့ရွက်လို့ခေါ်တယ်အင်္ဂလိပ်လိုမှာ one who လို့ခေါ်တယ်တရက်မှာဆရာကြီးတစ်ပါးကဖျားသခင်ကသူ့ကိုယူပါယုံနဲ့ပြတယ်အဲ့ဒီ one who ကဒီဘက်သိပ်ပံနဲ့ဒီဘက်လောကမှာဘလို့ခေါ်လဲဆိုတော့ ephosis လို့ခေါ်တယ် ဲ့ Ephesus ဆိုတာ Egypt တွေကိုးကွယ်တဲ့နတ်ဖျားတွေကတပားဖြစ်တယ်။သူတို့တွေကကောင်းကင်နတ်ခတ်တွေကိုကိုးကွယ်ကြတယ်။ဟုတ်တယ်မလား? Greek တွေဆိုလည်းကိုးကွယ်ကြတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကအခု Sunday တွေ Monday တွေ Tuesday တွေ Wednesday Thursday Friday တွေတော့ဒါဟိုမှာ Wednesday ဆိုလို့ရှိရင်သူတို့ကအဲ့လိုမျိုးပေါ့သူနတ်ဖျားနာမည်တွေရှိရလေ။ဟိုမှာ Venus တို့ဘာတို့အဲ့ဒါတွေအားလုံးကဘသူတွေကိုးကွယ်လဲ? Greek တွေကိုးကွယ်တာ။နော်ဟိုမှာ Zeus ဖျားဆိုရင်ဘာနေအဲ့လိုမျိုးသူရှိတယ်။အဲ့ကျွန်တော်ဒီနေရာမှာလဲ Ephesus ဆိုတာက အီဂျစ်တွေကိုးကွယ်တဲ့နတ်ဖျားရဲ့နာမည်ဗမာကောင်းကင်မှာရှိတဲ့သူကကျဲတကောင်ရဲ့နာမည်အဲ့ဒီကျဲနာမည်ကတော့ဝမ်ဝူလို့ခေါ်တဲ့မြန်မာလိုတော့ဒေါနရွတ်လို့ခေါ်တဲ့ကျဲဖြစ်တယ်အခု NASA ကသူတို့လောကမှာလဲကောင်းကင်နတ်ခတ်တွေကိုသူတို့တွက်ကြတာဖြစ်တယ် NASA သိပ္ပံဘာဖြစ်လို့လဲဆိုဒီတဲ့ F46 ကျဲကြီးရာတဲ့ဒါသူတို့ခမန်းတာနော်ကျွန်တော်ပြောတာတော့မဟုတ်ခမန်းတဲ့ခါမှာသူတို့ဘယ်တော့ကြာနိုင်လဲဆိုလို့ရှိရင်တဲ့2029 April လမှာကြာလာမယ်တဲ့ ါတို့ခံမှန်းတာ2029 April ဒါဆိုရင်ကျွန်တော်တို့အတွက်ကြတော့ DJ ဟာဘေးဒဏ်ကြီးနောက်ဆုံး၃နှစ်ခွဲမှာကြာမှာဖြစ်ချင်တော့အချိန်ကအရန်ကြီးနေတယ်တို့တွေ့တာနဲ့ပြောရင်